ကဲပါကျမတို့လူဘဝရှင်းတန်းခြင်းမှာဘာကအရေးကြီးတယ်လဲဆိုတော့ကျမတို့ကျမကြီးကအရေးကြီးပါတယ်ကျမကြီးမကောင်းမှုဆိုလို့ရှင်ကျမတို့မိသားစုမှာအကြအားလုံးဆိုရှယ်ထိခဲ့သွားနိုင်ပါတယ်အဲ့ဒါကြောင့်မလို့မိသားစုဝင် အားလုံးအမိအဖအားစပြီးတာသမီးတွေအပါဝင်မိသားစုဝင်အားလုံးဟာကျမကြီးကောင်းပွေရလိုအပ်ပါတယ် ဘာဖြစ်လို့ကျမရေကောင်းဖို့ရလိုအပ်တယ်လဲဆိုတော့ကျမတို့မိသားစုဝင်ထဲမှာတရားရောက်ကကျမရေမကောင်းမှုဆိုလို့ရှိရင်အဲ့ဒီလူဟာကလေးဖြစ်နေရင်တော့ဒါကလေးဖြစ်နေရင်လည်းပဲသူကဝင်ဝင်မရှိသေးပေမဲ့သူကိုပြုစုဆောက်ရှောက်ပေးရမယ်တရားကတော့ဟိုကုန်သွားမယ်ပေါ့နော်အဲ့ဒီခါမှာကျမတို့အဲ့ဒီလူကအလုပ်လုပ်နေရဆိုလို့ရှိရင်အဲ့လူရဲ့ဝင်ဝင်လေးဆုံးရှုံးသွားမယ်အချင်းလေးဆုံးရှုံးသွားမယ်ပေါ့နော်တကယ်လို့ငှားရမယ်ဆိုလို့ရှိရင်လည်းငှားရငှားရရမယ်စီဒီကုန်မယ်ပြီးကြလို့ရှိရင်ဒီကလေးနေမကောင်းတဲ့အတွက်ကြောင့်မလို့ဒီကလေးရဲ့ စေကူတာစီတီကိုမယ်အဲဒီကလေးကသူ့ရဲ့အကြောင်းလေးစာရီအကြောင်းတင်နေရဲ့အရွယ်ဆိုလို့ရှိရင်အကြောင်းစာရီပြင်မယ်ပေါ့နော်အဲဒါကြောင့်မလို့ကျမတို့ဟာဒီလိုကျမရဲ့မကောင်းတဲ့အခါမှာဆုံးရှုံးနေတာမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကျမရဲ့ကောင်းဖို့လိုအပ်တဲ့မိသားစုဝင်အားလုံးပေါ့နော်တကယ်လို့မိသားစုဝင်တွေကအလုံးလုံးနေတဲ့လူတယောက်ကကျမရဲ့မကောင်းမှုဆိုရင်လည်းအဲဒီလူကကျမရဲ့မကောင်းတဲ့အတွက်ကြောင့်မလို့သူလုံးနေကြအလုကနေပြီးတော့မှနားရတဲ့အခါမှာဝင်ွေတွေဆုံးရှုံးမယ် ငွေတွေမရတော့ဘူးပေါ့နော်ဒါအပြင်သူရဲ့ကျမ်းမာရေးစိတ်ကူတဆေးတွေကိုမယ်ပေါ့နော်အဲ့ဒီခါမှသူ့ကိုပြုစုဆောင်ရှောက်ပေးရတယ်မိသားစုကလည်းပဲလုံးလုံးနေတဲ့သူဆိုလို့ရှိရင်ဝင်ငွေတွေပြတ်မယ်အချင်းလေးကိုမယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျမတို့ကမိသားစုဝင်အားလုံးဟာကျမ်းမာရေးကောင်းဖို့လိုအပ်ပါတယ်မိသားစုဝင်အားလုံးကျမ်းမာရေးကောင်းဖို့ဆိုလို့ရှိရင်ဘာတွေလိုအပ်မလဲဆိုရင်ကျမတို့ဟာပထမအဦးဆုံးအာဟာရကိုညံ့မြတ်တောင်းဆိုင်ရမယ်အေးဝအောင်အေးရမယ်ရှင်များများတောက်ရမယ် ်ပြီးတဲ့အခါမှာအဲစိတ်ကျန်းမာရေးလည်းအရေးကြီးတယ်ပေါ့နော်ပြီးတော့ခန္ဓာကိုယ်ကိုယ်လည်းလုံခြုံမှုတွေလုပ်ရမယ်အစားဟိုအစားအစာကိုကျန်းမာရေးနဲ့ညောင်းစားမယ်ဆိုတာကကျမတို့အသီးရဲ့အတန်ကမျှတအောင်စားရမယ်မျှတအောင်စားရဲဆိုတဲ့နေရာမှာကျမတို့အလုံးအုံမစားတဲ့ပေါ့နော်အပေအလုံးအုံမစားရဘူးပြီးတော့ကျတော့လိုပြီးတော့လည်းမစားရဘူးပေါ့နော်ဟာလာပြီးတော့စားရမယ်ပေါ့နော်အလုံးအုံစားရင်လည်းကျမတို့ယောဂဖြစ် တဲ့ပေါ့နော်ယောဂဖြစ်နိုင်ပါတယ်။ဘာဖြစ်ဖြစ်အလွန်ကြတန်းစေးလွန်ပြီးပေါ့နော်။လိုပြီးတော့စမယ်ဆိုရင်လည်းကျမတို့ဟာရချုပ်တဲ့တာလည်းဖြစ်နိုင်ပါတယ်။အဲဒါကြောင့်မလို့ကျမတို့ကဟာရမြတ်တောင်းစပွရလိုအပ်ပါတယ်။အဲ့လိုဟာရမြတ်တောင်းစတဲ့နေရာမှာကျမတို့ခုခေတ်ကကြတော့အစာတောက်တွေကအစာတောက်တိုင်းလိုလိုအသီးရအသံငါးတိုင်းလိုလိုမှာကျမတို့တာချေခံစေးတွေစိုးစေးတွေအဲ့လိုပေါ့နော်မတန်ရှင်း မတန်ရှင်းတာတော့မဟုတ်ဘူးပေါ့နော်တချို့ကျတော့လည်းမတန်ရှင်းတာပေါ့မတန်ရှင်းတာလည်းမတန်ရှင်းတဲ့အတွက်ကြောင့်မို့လို့ကျမရေးထည့်ခဲ့တဲ့ယောဂဖြစ်တတ်တယ်တခုကကျတော့ကျန်နာကျတော့ဗာလဲဆိုတော့ဒီတာရှိကံပစ္စည်းတွေစိုးစေးတွေကလူရဲ့ကျန်မာရေးကြောက်ကတ်တို့နှလုံးတို့ကင်ဆာတို့အဲ့လိုယောဂတွေကိုဖြစ်စေတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျမတို့ဟာတဘာဝဖြစ်တဲ့အစာတောက်တွေကိုစားလို့ရှိရင်ပို့ပြီးတော့မှ ကျမပြီးတော့မှယောဂဗျာလေးခင်ဝင်နိုင်တယ်ပေါ့နော်အခုကျမတို့အစားတောက်တွေကဒီစီရီဆိုလို့ရှိရင်လည်းစောင်းစီရီစားမယ်ပြန်ကြောစီရီစားမယ်ဆိုရင်လည်းကျမတို့ယောဂဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အသေးရအသားငါဆိုလို့ရှိရင်လက်လက်ဆက်ဆက်ဟိုဆေးမဆိုးရဆေးမထိုးရသေးတဲ့စားစားတွေဆေးမဆိုးရသေးတဲ့အရာတွေပြီးတော့ကြာချိန်ဆေးတွေတုံထားတဲ့အရာတွေမဟုတ်တဲ့အသားငါအသေးရတွေကိုစားသုံးသင့်တယ် တဘာဝပေါ့နော်လလဆက်ဆက်တီးရဲ့တန်းငါးတွေကိုစားသုံးတင်တယ်အဲ့ဒါမှလည်းကျမတို့ရဲ့ခန္ဓာကိုယ်ဟာပို့ပြီးတော့မှတဘာဝအတိုင်းကျမပြီးတော့မှအဲပေါ့နော်တဘာဝအတိုင်းကျမပြီးတော့မှကျမတို့အသက်ရှိရှိပို့ပြီးတော့နေနိုင်မယ်ပေါ့နော်တကယ်လို့များကျမတို့ကဒီအခုအစားစားတွေစိုးသေးတွေနော်တာစီခံစေးတွေတုံးထားတဲ့အတန်းငါးတီးရဲ့တွေကိုရေရှည်စားမယ်ဆိုရင် ကျမတို့ကကြာလာတဲ့အခါမှာ နှလုံးယောဂါ၊သွေးရိုးယောဂါ၊အဆုတ်ယောဂါ၊ကြောက်ကတ်ယောဂါတွေမျိုးစုံ ဖြစ်လာနိုင်ပါတယ်။အဲဒါကြောင့်မို့လို့ကျမတို့ဟာအစာအသောက်တွေကိုရွေးချယ်ပြီးတော့မှစားသုံးသင့်ပါတယ်ပေါ့နော်။ဒီချက်စားတဲ့အခါမှာကျမတို့အခုအမျိုးပေါ်ပေါ့နော်ဒီမျိုးနဲ့လူတန်းစားတွေကြတော့လေဒီအစာအသောက်တွေကို ဟိုတည်တည်ချာချာမရွေးချယ်ပြီးရွေးချယ်ပြီးစားတော့လို့မရဘူးပေါ့နော်သူတို့ကဒီစီးရဲရောင်းနေစားတော့ပဲစားရတာပေါ့ဒါပေမဲ့ကိုကိုတိုင်အဲအသီးရွယ်ဆိုလို့ကိုကိုတိုင်ဆိုင်ကလုစားနေတာတော့အကောင်းဆုံးပေါ့နော်အဲကျန်တဲ့အသားငါးဆိုရင်တော့သူတို့ပြောလက်လက်ဆက်ဆက်ဒီဟိုတို့ထောင်မထားတဲ့အစားအစာတွေကိုဝယ်စားတာကတော့အကောင်းဆုံးပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျမတို့ကဒီလိုမျိုး organic အစာအသောက်တွေကိုပို့ပြီးတော့စားတဲ့နေပေါ့ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပေါ့နော် ပြီးတော့ကျွန်မတို့ဒီအစားတော့တွေစားတဲ့နေရာမှာလည်းကျွန်မတို့ကအငန်းတို့အလွန်ကျွန်စားတာဆီအလွန်ကျွန်စားတာချိုးလွန်ကျွန်စားတာကိုရှောင်ရှားရမယ်ပေါ့နော်ဘယ်ရပဲဖြစ်ဖြစ်အဲလိုရင်လည်းမကောင်းပွင့်လည်းမကောင်းပေါ့နော်အငန်းလွန်ကျွန်စားတဲ့အခါမှာအစီတွေအလွန်ကျွန်စားတဲ့အခါမှာချိုးတွေအလွန်ကျွန်စားတဲ့အခါမှာကျွန်မတို့ကြာလာတဲ့အခါမှာဒီခန္ဓာကိုယ်ရဲ့မှာဒီအရာတွေကစုပြီးတော့မကောင်းတဲ့ဓာတ်တွေစုပြီးတော့ကျွန်မတို့တွေးတို့စီးချိုးတို့နော် နှလုံးတို့အဲ့လိုယောဂတွေကြီးလာတဲ့ခါမှာဖြစ်တတ်ပါတယ်ကျွန်မတို့အများစုကအဲ့လိုယောဂတွေဖြစ်ကြတာများတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျွန်မတို့ကဒီအစားအသောက်တွေကိုလည်းကျမိုင်းနဲ့ညီညောင်းဆားရမယ်ကိုယ်ရဲ့လှုပ်ရှားမှုလေးစင်ကနေလည်းလုပ်ရမယ်เออပြီးတော့ကြာလို့ရှင်ကျမတို့ရေလဲနေစဉ်ရေမြမြတော့မှာပေါ့ဒီပြီးတော့အခါမှာဆိုလို့ရှင်ကျမတို့ဒီစိတ်ဖြစ်စည်းမှုပေါ့နော်စိတ်ဖြစ်စည်းမှုအလိုကြောင့်စိတ်ဖြစ်စည်းရဲမိသားစုကြောင့်စိတ်ဖြစ်စည်းရဲ နော်ကျန်တဲ့ဘဝချင်းချင်းစိတ်ဖြစ်စေအဲ့လိုစိတ်ဖြစ်စေမှုတွေရှိတဲ့အခါမှာကျမတို့ကပို့ပြီးတော့မှစိတ်ကလူရဲ့ဈာမရေးတဝန်းနဲ့ဆိုင်တဲ့အတွက်ကြောင့်မလို့စိတ်ဖြစ်စေမှုများလို့ရှင်လဲကျမတို့ခန္ဓာကိုယ်ရဲ့ယောဂကိုခန္ဓာကိုယ်ကိုထိခိုက်ဈာမရေးကိုထိခိုက်လာပြီးတော့မှနှလုံးသွေးတို့စီးကျူအဲ့လိုမျိုးယောဂတွေဖြစ်တတ်တာပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့ကကိုကျမကြီးကိုယူဆိုင်တယ်လို့စိတ်ကျမကြီးကိုလည်းယူဆိုင်ရမယ်စိတ်ကျမကြီးက ပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စိတ်ထောင်းတော့ကိုကြည်ဆိုတဲ့အတွက်ကြောင့်မလို့စိတ်အဲစိတ်တက်ကြတာပြီးစိတ်ကျန်းမာရေးမကောင်းတော့ဘူးဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်ကျန်းမာရေးရောထိခိုက်ပြီးတော့မှယောဂမျိုးစုံဝင်ပြီးတော့မှအသက်တိုးစေနိုင်ပါတယ်အဲဒါကြောင့်မလို့ကျမတို့မိသားစုထဲမှာနှမျိုးရှိပါတယ်ဒီလိုဆက်ဖို့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်နံပါတ်1ကိုကျန်းမာရေးနံပါတ်1အဲကိုကျန်းမာနံပါတ်1ကိုတော့ကျမစိတ်ကျန်းမာရေးလို့ပြောနံပါတ်1စိတ်ကျန်းမာရေးဘီလိုဆက်ပါ နံပါတ်1ကကိုကျမ်းမာရေးကိုပြဆိုင်ပါပေါ့နော်အဲဒီကိုကျမ်းမာရေးစေကျမ်းမာရေးနှစ်ခုလုံးကျမ်းမာမှာကျမတို့မိသားစုတစ်ခုလုံးကျမ်းမာမှာပေါ့နော်အဲဒါကြောင့်မို့လို့မိသားစုတစ်ခုလုံးဟာစေကျမ်းမာရေးရောကိုကျမ်းမာရေးရောပြန်လည်ပေါ့နော်ကိုကျမ်းမာရေးရောစေကျမ်းမာရေးရောအားလုံးကောင်းပြရလို့အပ်ပါတယ်ပေါ့နော်အကုန်လုံးကဇမိုင်းလိုက်ဆိုင်ဇမိုင်းနဲ့ပတ်သက်ပြီးတော့မှဂယုဆိုင်ရနော်စေဇမိုင်းကိုဇမိုင်းကောင်းတဲ့သူကြီးဖြစ်လာနိုင်တယ်ပေါ့နော် အဲဒါပေမဲ့အဲတချို့ကကြတော့သူကအစားတော့စားတဲ့နေရာမှာသူတို့ကလူပြောမလို့ပေါ့နော်ဟိုကိုယ့်ကိုထင်းချုံမရတာပြီးတော့အရသာကိုအလွန်မင်းခုမင်းလာတော့အဲ့လိုမျိုးပုံကိုယ်တွေကြတော့သူကအဲပေါ့နော်အခုတချို့ဆိုလို့ရှိရင်အထင်းချုံမအများကြီးစားတာတချို့ဆိုလို့ရှိရင်ငန်းပြားကြီးအများကြီးကြိုက်တာအဲ့လိုပေါ့နော်ကိုယ့်ကိုမထင်းချုံနိုင်တာပေါ့ဒါပေမဲ့အခုကျမရင်းနဲ့ညောင်းနေမယ်ဆိုလို့ရှိရင်တော့ကိုယ့်ကိုထင်းချုံနိုင်ပွေရလိုအပ်တယ်အဲကျမရင်းနဲ့ ရည်တဲ့အစားတောက်တွေစားရစားဖတ်ရမယ်နော်စားရစားမသိဘူးဆိုလို့ရှိရင်လည်းတိတဲ့ကျမရဲ့ဝန်ထမ်းတွေကိုမေးရမယ်အခုမှဆိုလို့ရှိရင် Facebook တို့ Internet တို့သုံးနေတဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီ LINE ပေါ်နေရှာပြီးတော့ကျမရဲ့နေတိုင်းပြင်လို့ကျမတို့ဒေလာလေးချင်းလိုက်စားပြီးတော့မှကျမရဲ့ဘောက်တိဆောက်လို့ရတယ်ပေါ့နော်အဲအဲအားကြောင့်မို့လို့ကျမတို့ဒီကျမရဲ့ဘောက်လေးကိုတိဆောက်ဖို့ရဟာအမတမအရေးကြီးပါတယ်မိသားစုတစ်ခုလုံးကကျမမှာ ကျမတို့ဒီမတ်ချက်တွေရွယ်ချက်တွေ ကိုဖြစ်ချင်တဲ့ limit တွေကိုတိစောက်နိုင်မှာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ကျမတို့မိသားစုတိုင်းမိသားစုတိုင်းစိတ်ချမ်းသာရောကိုယ်ချမ်းသာရောချမ်းသာအောင်ပြည့်ဝအောင်ချမ်းသာရေးကိုပြည့်ဝခံစားရအောင်ထိမ့်သိမ့်လေ့ကျင့်ဆောက်ရှောက်ကြပါစို့လို့ပြောချင်ပါတယ်ကျမကတော့ဒီချမ်းသာရေးနဲ့ပတ်သက်တဲ့ဘဝ lifestyle နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုမကြာခဏတင်ပေးသမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပို့ပြီးတော့မှစိတ်ဝင်စားတယ်ဆိုရင်တော့ကျမရဲ့ channel လေးကို like follow subscribe လုပ်ပေးကြပါအောင်နော်ကျေးဇူးတင်ပါတယ်